ုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ။မိုးဤ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ညမှာတော့မလုံးဆန်းနိုင်သောသေခြင်းဆိုတဲ့ဇာတ်လမ်းလေးကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးဒီနေ့ကခေါင်းဆောင်လေးတွေနှိပ်သွားပြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ မလွန်ဆန်နိုင်တော့တေချင်းအစ္စလမ်ဒီပြည်မှန်ကိုခြေခံ၍ရေးသားထားခြင်းဖြစ်ပါလေချင်းကားလွန်တော့နှစ်ပေါင်း40ကျော်ခန်းကဖြစ်တဲ့ခရစ်တက်ကတိ1980ကျော်အချိန်ကကျမ်းမီနယ်ကြီးမြို့တော်ဖြစ်သောတောင်ကြီးမြို့သည်သက်ပင်တတော်ကြီးများဖြင့်ပုံလန်းလျက်ရာသီဥတုမှအလွန်အေးဆိတ်၍လူရည်ဒီမှာလေးတိတ်သိမ်းမှုမရှိသေးပေထိုစဉ်ကခုံမြို့ကြီးတွင် ရှမ်းအနယ်ဝင်တိုင်းရင်းသားများအများဆုံးနေထိုင်ကြတာစီးပွားရေးလုပ်ငန်းမှာလည်းတနက်ဖက်ကျက်သွန်ပြူဒိမော်တီတစ်တော်ဒီနေအင်းဒီဟဲ့များစိုက်ပျိုးခြင်းဖြင့်သံမွေဝမ်းကြောင်းသူများပြားလိတီခုမျိုးကြီးတွင်မင်္ဂလာဦးရွက်ကွက်ဟူ၍ရှိပြီးခုရွက်ကအားမျိုးဟူ၍လည်းခေါ်ကြလိတီခုရွက်ကကလေး၌ကျမ်းလူမျိုးများအပြင်တရုတ်လူမျိုးအတော်များများလည်းနေထိုင်ကြလိတီခုရွက်ကနိုင် ေထိုင်ကြသူများတဲ့တွင်နိုင်ဤတို့မိသားစုလည်းအပါဝင်ဖြစ်တယ်။ပိုင်းညို့နေသောတောင်တန်းကြီးသည်မင်္ဂလာဦးရက်ွက်ဤအရှိတ်ဘက်တွင်ပကြီးကားတစ်ချက်ပမာဗမ်မောဖွေရာဒစာစင်သားလေးတွင်မင်္ဂလာဦးရက်ွက်ဤအရှိတ်ဘက်ခြမ်း၌တိုက်ချောင်းလုံးဟူသောဝန်းထက်နေရာများစုပေါင်း၍ဝန်းထက်အင်အားရှိပြီးတိုက်စင်သူအစအဦးခြောက်လုံးရှိသောကြောင့်တိုက်ချောင်းလုံးဟူ၍လွယ်တကူခေါ်ခဲကြခြင်း ရှိမိခြင်းနဲ့ဟိုတိုက်ချောင်းလုံးအရှိတ်တို့ဆက်သွားလျင်တောင်တန်းလမ်းလှေကတဲ့များဖြစ်ကတဖြည်းဖြည်းကုံမြင့်ဘတ်တို့တက်သွားရလေတဲ့ကုံမြင့်ရက်ွက်အားတရားဖြူရက်ွက်ဟုသတ်မှတ်ထားလေတဲ့မင်္ဂလာဦးရက်ွက်အရှိတ်တန်နီယာတွင်တဲကျင့်များလည်းရှိတယ်သူမျိုးလုံးအတွက်လူအပ်တော်တဲမြအားထိုတဲချင်းမှသာတူးယူအုံပြုကြလေတယ်။အရင်တို့မိသားစုအား ်မင်္ဂလာဦးရက်ွက်ရှိရိုးဖုံးကြောင်းဤတောင်ဘက်ခရုံရုံအရန်၌နေထိုင်ကြခြင်းဖြစ်လေသည်။နန်းဤသည်ကလေး၃ယောက်မိခင်ဖြစ်ပြီးယခုလည်းထမှန်ကိုဝင်ဆောင်ထားရလေသည်။နန်းဤသည်ကျန်းလူမျိုးဖြစ်ပြီး သူမ၏ခင်မုန်းအမိမှာကိုတန်းဖြစ်ကအညာသားပမာလူမျိုးဖြစ်တယ်။နန်းဤသည်ဒေါ်ရင်ဤတူဦးသည်သောသမီးဖြစ်သောကြောင့်သမီးဖြစ်သူအိမ်တော်ကြတော်လေသမီးလေးနှင့်မခွဲနိုင်သောဒေါ်ရင်ကသမန်းဖြစ်သူကိုထွေးကိုလည်း မိမိအိမ်သို့လိုက်ပါနေထိုင်စေလိမ့်တယ်။ချမ်းမိနေဤစောင်းမနှက်ခင်သည်မြူးနေများဝေကချမ်းရေးလာတော့ကြောင့်ပြီးဖို့များပေးနိုင်ပြီးတော့ကြားရလိမ့်တယ်။နနက်ဆန္ဒဤခမ်းမနေထွက်လာတော့ကြောင့်နေထွက်လာခြင်းနှင့်ဒေသာလုံကြလိမ့်တယ်။ဉာဏ်ဤတို့အိမ်ပေး၌တရုတ်လူမျိုးမိသားစုနေထိုင်ကြတယ်။ဖို့တရုတ်မိသားစုတွင်အဖိုးကြီးတအူးလည်းရှိပြီးဖို့အဖိုးကြီးအမိမှာ ။ဦးဝမ်ဟောင်းဖြစ်က သူ၏ကျမ်းမာရေးမှလည်းသိမကောင်းလာပြီ။နိုင်ဤမိခင်မှာနိုင်ဤမိကောင်ပေါအရွယ်ကလေးကရရတော့တဖြစ်အသက်ရောဂါဖြစ်ကွယ်လွန်သွားရှာပြီဖြစ်လေတယ်။နိုင်ဤမိခင်လည်းနောက်ထပ်အိမ်တော်မပြို့တော့ပဲမုဆုံးမဘွားဖြစ်တာသာသမီနှစ်ဦးနဲ့နေထိုင်ကြလေတယ်။သာသမီဖြစ်သူအိမ်တော်ကြသွားတော့ခါလေသမဲဖြစ်သူကိုပါမိမိအိမ်၌နေသေးပြီးတခုတော့မိများဖြစ်ပြောရွှင်နေရပြီဖြစ်လေတယ်။ နိုင်ရဲ့ငါသမီးအင်းဒီတရားမွေးပြီးရင်တော့ခလေးထမ်းမိရောနဲ့နော်ငါသမီးလေးပြင်မန်းနေခလေးမွေးပြီးရင်ကြည်လာရင်ဒီလူတန်းစစ်ထားနိုင်အောင်ပြုစုရတာမလွယ်ဘူးမေရှိနေရင်တော့အကြောင်းမဟုတ်ဘူးမေမရှိတော့ရင်သမီးကခလေးတပြုံနဲ့ဒုက္ခရောက်နေမယ်နေ့ယောက်ျားမောင်ထေးကလည်းလူအေးဒီဘွားရဲ့ရှာကလည်းနှေးတော့အမေမရှိရင်သမီးတို့ခလေးတွေနဲ့ဝမ်းအေးကမလွယ်ဘူးဟုတ်မီ သမီးဒီတယောက်မွေးပြီးရင်သားကျော်ဖျက်လိုက်တော့မယ်အမေကူးကလေးကသားကျော်ဖျက်ဖို့စိတ်အောင်မှာကြောက်လွားကြိုတင်ထားလိုက်မယ်ထိုစဉ်အချင်းကသားကျော်ဖျက်ရန်အတွက်စိတ်အောင်နိုင်ကြိုတင်လျှောက်လွားတင်ရလိမ့်တယ်သမီးဖြစ်သူကိုလေးလောင်ဝင်သွားနေတီကိုတော်ရင်တရားဂယုနာသမီးလိမ့်တယ်နိုင်ရေမိမမင်းပြင်ထွက်ရင်ဂယုဆိုင်တော့ တဲကျန်းတင်တဲ့ကားတွေကအရန်မောင်းတာတို့ကြောင့်ဝင်တိုက်ရင်အခက်သားအေးပါကိုရဲ့နိုင်ကအိမ်ပြေတိတ်ထွက်တာမှမဟုတ်တာကလေးတွေကလည်းအိမ်ထဲမှာပဲနေကြတာဩဒီတကောက်ဆေးရုံမှာဘိုင်းအဲ့ရင်တာကျော်ဖျက်ဖို့ရှောက်လွားတင်ရမယ်အခုတတိပေးအောင်တော့အေးပါမိမရဲ့မင်းလည်းပင်မလာပါဘီချစ်စနီးအားကြီးကဂယုနာတက်စွာဆိုရှာလီတွေ ပေါင်မဲတိတ်ဆိတ်နေသောညတကောင်ချင်း၌ခြေလျားစွာထွက်ပေါ်လာသောခွေးဥတန်ကြောင့်နိုင်ဤရုတ်တရက်လက်နိုလာတယ်။နိုင်ဤအပေါ်သွားခြင်းလာသောကြောင့်အိမ်ရမှာထားလိုက်စဉ်မိမဘယ်သွားမို့လဲပြင်မခွေးတွေအရန်ဥနေတယ်။ပေါ်သွားခြင်းရင်စီအိုတဲ့သွားလိုက်တော့ကိုရင်ဆောင်ထားရင်အိပ်ပြတာတဲ့အမြင်အတ္တတွေလည်းမြင်ရတတ်တယ်။ဘူတလောဒီလမ်းနဲ့ခွေးတွေရန်ဥနေတာ နမိတ်မကောင်းဘူးနိုင်ဒီလိုဆိုတာပြောင်းနိုင်ဟာဗီတိုလိုက်လေတဲ့ပုံစံအချိန်ကတရားစီမီးများမှာသုံးရချားမှာတခါလောက်ဒါတက်လေရပြောင်းနိုင်ကိုသာအဓိကအားကိုရလေတဲ့ဥတော်ပြောမိဆိုလေပြောချင်စရာပဲယခုပိုင်းနိုင်တို့အင်ချီလန်၌ညာဘက်တွင်ခွေးများမကြောက်ခနာဥတက်လေတဲ့ထို့သူခွေးများဥတော်လန်၌ ဂျာမီလူသေဆုံးတက်လီတွေညအချိန်ခွေးများဥရချင်းမှာတင်းကြိုင်းဆောင်မဖွဲရကအလောင်းထန်းကတိမ်မီသူအိမ်ရှိရာသို့လာခြင်းကိုပြင်းမြင်တော့ကြောင်းဥကြချင်းဖြစ်ပြီးထိုအချိန်တွင်ဥနေသော ခွေးများကို မချောက်လန့်တည်ဟုသောတုံး၌ရေးသားထားသည့်ကိုဖတ်ရှုခဲ့ရပူလီတွေအကယ်၍ထိုသောခွေးဥနေခြင်းကိုချောက်လန့်မောင်းထုံးမိပါကမဖဲဝါသည်မိမိအိမ်ရှိ၌ပင် ခေါင်းအားပြေးချတက်လီအားနာရေးဖြစ်မိအိမ်ဒီမိမိအိမ်ဖြစ်သွားတတ်တယ်ဟုဖတ်ရှုဘူးလိတဲ့ညအချိန်ထိုးလန်းတိုင်းခွေမြဥချင်းကြောင့်နိုင်တို့အိမ်ပေးမှာတရုတ်ဖိုးကြီးဤသားဖြစ်သူ အာလျန်လေတရုတ်ဘုံเจ้าတို့သွားကသူ၏မိသားစုအတွက်ဗေဒင်မေးလာလိတဲ့အာလျန်၏အမျိုးသမီးပါအမေဟုအမည်တွေ့ပြီး နိုင်အင်းနဲ့လည်းအတော်လေးရင်းနှီးလေတယ်။နိုင်အင်း ဘာလုံးနေလဲနင်းနဲ့နင်းကလေးတွေစားဖို့ဝက်စီဘက်ကျော်လာဖို့တာဟေ့အာဟေးအာမေငါရှိတယ်အိမ်မှာခေါက်ဆွဲကြော်နေတာနင်လာတာနဲ့အတော်ပဲနင်းအဖေတွေခေါက်ဆွဲကြော်ယူသွားအောင်အေးအေးနိုင်ငါနင်းကိုပြောပြရှိလို့ဟာဒီမနေ့ငါယောက်ျားအာလင်းကမနေ့ကဘုံเจ้าမှာဗေဒင်သွားတော်တာဗေဒင်ကဟောလိုက်တယ်နင်းသိတယ်မို့လား အဘေဒင်ကအယမ်းမှန်တာလေအေးတိတယ်မြမမြေအဖိုးကြီးဟောတာမို့လားစူဇမ်းမအောင်နေယောက်ျားကိုဘေဒင်ဆရာကဘာပြောလိုက်လဲဒီသားစုတဲကတယောက်ယောက်တည်တတ်တယ်တဲ့ချင်းနဲ့ကြောင်းထွက်ကင်းရှိတယ်တဲ့တင်လေကားတိုက်တင်မယ်တဲ့ပေမဲ့သူကယောက်ျားတဲ့ကန်ဆုံးမှုတွေကလိုလိုက်နိုင်အောင်ဒီညဘိုးဘွားတွေကို ကတော့မလို့စိတ်ညစ်တယ်ဟာ အလင်းရဲ့အဖေကလူမမအိမ်ထဲအိမ်ပြင်အောင်ထွက်တာမဟုတ်ဘူးငါးယောက်ကြားကသာနေတိုင်းအိမ်ပြင်ထွက်အလုံသွားနေတာစိတ်ဘူးတယ်အိမ်မကယောက်ျားဆိုလို့သူ့အဖေရဲ့ယောက်ျားအလင်းရဲ့ပဲရှိတာကျန်တာကသမီးနှစ်ယောက်နဲ့ငါတို့ကမိန်းမတွေမို့လို့အလင်းရဲ့လဲကြောက်နေရှာတယ်ကဲပါအမေရဲ့ရန်ကြီးစိုးရိမ်မနေပါနဲ့အင်းယောက်ျားကသူများအပေါ်အရန်စိန်ရင်ကောင်းတယ်ဘာမှမဖြစ်ဘူး ။နေယောက်ျားအတွက်အန်ဒီရဲ့ကင်းအောင်နင်တို့ဖျားမှစူတောင်းပေါ့။ဒီညာနင်တို့ဘိုးဘွားတွေရဲ့ဝိညာဉ်တွေကိုကုသပြုရင်လေနေယောက်ျားနဲ့မိသားစု အန်ဒီရဲ့ကင်းအောင်စူတောင်းပေါ့။အင်းမမတ်ကြီးညာဘက်ကြလာအောင်လေ။ငါလည်းအခုအိမ်မြတ်ပြီလှုပ်ရရှိတာလုံးမဲ့။ဒီလိုဆိုကမတ်ကြီးပေးလိုက်တော့ခေါက်ဆွဲကြော်ပကန်းလေးရာကင်ကခတ်တတ်တတ်ထွက်လာလေတဲ့။မဲ့ကြီးလေအမေကြီး နောင်ကျော်အကြီးကတပင်းချလိုက်မိတယ်။မိမနင်ကဘာကြီးနဲ့ညဘက်သူတို့အိမ်ကိုမသွားနဲ့နော်။ငါပဲသွားကူလိုက်မယ်။သူတို့ကဝင်းကြီးတွေကိုအသားတွေကျွေးမှာ။အေးမမသွားပါဘူး။မဲကြီးကသူ့ယောက်ျားပြောကလောက်ရရှိသည့်များကိုသာဆက်လုပ်နေလိုက်တယ်။ညချမ်းတိုင်းထွက်ပေါ်လာတော့တိုင်းရိတ်ကိုသည်အေးချမ်းသောညကိုကျိုးကျိုးနေတဲ့ရောင်ပင် မကြမီး အမိန်တို့အိမ်မှာဝင်းကြီးခေါ်ခေါလောင်းများတိခတ်တံကိုကြားလိုက်ရလေတဲ့အမိန်တို့အိမ်ရှိခြံဝန်းအတွင်းတွင်အသားဟင်းများစုံသွားတိခတ်ထားပြီးအမွေးတိုက်များလည်းသုံးညိထားလေတဲ့မဲ့ဤလေအဲ့ရဒဲနိုင်လဲလျောင်းနေရင်ညောင်းညလာတဲ့ဖြင့်အင်္ဂန်းထဲမှထွက်ခါသာသမီများအိမ်နေတော့အဲ့ရဘတ်သူချောင်းကြည့်လိုက်မိတယ်မဲ့ဤသာသမီ၃ယောက်ကသူတို့၏အဖွားနှင့်အတူအိတ်ချခြင်းဖြစ်တယ် ။မအီတာသမီ၃ယောက်ကသူမ၏အမေခန်း၌အိမ်မောကျနေပြီဖြစ်နေတယ်။သူမကိုမြင်တော့သူမ၏မိခင်တော်ရင်လေအိယာခန်းမှာထွက်သွားလိမ့်တယ်။အမေမအိသေးဘူးလား။ဘယ်အိပ်ပေါ်မှာလဲ။အမိန်တို့အိမ်ဘက်ကဖောင်းလောင်းတန်တွေနဲ့စူးညံ့နေတာ။ရင်ကလေးတွေကတနေကုန်ဆော်ထားလို့သောသောအိတ်ကြတာ။ငါကဘယ်အိတ်နိုင်အောင်မလဲ။ မဲ့တို့သားမိလေတပတ်များခြုံပါဝန်တာဘတ်တို့လာရင်စကားများပြောနေကြရင်အမိန်အိမ်ဘတ်တို့ကြီးနေကြတယ်အမိန်အိမ်ရှိတွင် သာတော့ဖွယ်ရများအပြင်ဒီဖို့လေးတခုလည်းပို့ထားလိမ့်တယ်ပုံမီးဖို့လေးနိုင်နေဆုံးပြီးသူများအတွက်တရုံငွေစက်ကူများအားမိရှုပ်ပေးရန်ဖြစ်တယ်ဖို့တော့မိရှုပ်ပေးမှသာတေသူများကတမလွန်တွင်ငွေများသုံးဆွဲနိုင်ပြီးဖြစ်တည်ဟူယူဆကြလိမ့်တယ် မဲ့ရင်ကြည့်နေစဉ်သာတော့ဖွေရခင်းချင်းထားသောသပွဲအနည်းတွင်ဖြူရောင်ဝမ်းဆက်ဝတ်ဆင်ထားသောအရေးသက်တာများကို တွေးလိုက်ရလေသည်မဲ့ရင်လည်းလမ်းကတောင်ကြီးနေစဉ်ရုတ်တရက်အဖိုးကြီးဟုယူဆရသူသည်မြတ်တွင်ဟောက်ပဲဖြူဘက်ဖြူရောင်မျက်နှာနှင့်မဲ့ရင်တို့ရှိရာဝရယံဘက်ကိုကြည့်ကတန့်ပြုံပြပြီးအသားရင်းများကိုအားရပါရစားလိတော်တယ်မဲ့ရင်လည်းအလွန်လန့်သွားကမေမေဖိုးကြီးကိုတွေးလာ ။ဟင်။ဟိုမှာသူတို့အိမ်ထဲမှာလူတွေဝှစ်စုံဖြူနေတန်းစီပြီးလေးလေးမင်မင်ကြီးတွေချောက်ပြီးလာနေကြပြီ။သာသမီဝင်အိမ်ထဲမြန်မြန်ဝင်တော့အပြစ်မှမကောင်းဘူးထိပိတ်လိုက်။တိုးတိုးပြုတ်လို့ပြီးသာသမီနှစ်ဦးလည်းအိမ်ထဲအမြန်ပြေးဝင်လိုက်ကြသည်တည်း။အင်းတဲ့တို့ချောင်းလင်ဒေါ်ရင်ကဖះအစင်မှာပရဲရည်ပြီးမဲ့ဤဦးကောင်ဟာအနှဲငယ်ဖြန်ပေးကပရဲရည်အားလေးတိုက်လိုက်တယ် ဘက်ရင်လည်းအတော်လန်သောကထေချမ်းနေသောညာချမ်း၌ပင်ဒေါ်ရွှေများပြန်ကပုံများလည်းပူလာပြီးချားလေတော့တယ်မဲ့ရင်အဖျားသည်သုံးရလောက်နေမှာတက်တက်သွားလေတော့တယ်မဲ့ရင်လည်းတက်တက်သွားပြီမို့သုံးနေမနက်ခင်းလေး၌နေအောင်ထွက်ဆအချိန်တွင်အိမ်ဘေးအုပ်ကန်လေး၌ဖျားပဲများလဲလဲနေလေတယ်သူစဉ်အက္ခတစည်းသည်မဲ့ရင်အုတ်တတိုင်းနေနိကတ်စွာဖြမောင်းသွားပြီးအာ ဒီလိုဟောတော့ကျဲလောင်တန်ကြီးများထွက်လာကတာယာတော်မနခင်လေးသည်ထို့သောကျဲလောင်သောစူညာတန်ကြီးများဖြင့်ပုံလန်းသွားကအကြီးတန်သွားလေတော်တယ်အာလျံအဖေကိုကားတိုက်သွားပြီအဖေသွားလဲဟူသောအာမေကြီးကျဲလောင်သောအော်တန်ကိုကြားလိုက်ရလေတယ်ဘဘဝင်းကြီးမှာ လူများကလည်းအတန်များကြားရရဲ့တို့စူဝေးရောက်ရှိလာကြလေတယ်အမေ အမဲသမီးမဲကြီးကိုမလာစေနဲ့ခလေးတွေကိုလည်းမလာစေနဲ့ကျွန်တော်သွားကြည့်အောင်မယ်အာလီယန်တို့အင်ကိုကောင်းဝင်တိုက်သွားတာနေမှာပြောရင်မဲကြီးယောက်ျားလည်းအပြေးသွားကြလီတော့နေဟိုကမြင်လိုက်ရတော့မြင်ခွင့်ကြောင့်မောင်ထင်းနှုတ်ပါဟာသွားပါပြီကွာတေကုန်ပါပြီအလန်တကြောင်အောင်မီလီတော်နေမောင်ထွေးတွေးလိုက်ရသည်ကတေကအပြောင်အောင်ကြီးသည် အလျံတို့အိမ်ဤအုတ်တတိုင်းကြီးအားအရှင်ပြည့်ဝင်တိုက်ကအရှင်တွင်ဧဘူးစားလုံးနေကြသောအလျံဤဖခင်ဦးဝံဟောင်းအားခါမတက်ကြိတ်မိကဦးများပင်ထွက်ကသေးနေလေတော့တယ်။သူများကမြေမကောင်းအောင်သွဲ့ရှို့နေပြီးအလျံဤတမီအပြုတ်ဖမ်းမလေးကခြေတော်ကျိုးသွားပုံရလီတယ်။ဦးနေရသည် အမတ်နေရဲစခန်းနေနေသောကြောင့်ရဲများမကြမီရောက်လာပါ ကာသမားစစ်စစ်မင်းမြန်လီတော့တယ်ကာသမားလည်းအလွန်ထိတ်လန့်ညွန်ကြိုးမရကငိုကြွေးနေပြီဆရာတို့ရဲ့အတိုင်းကျုပ်ကပိုပတ်လန်းကမောင်းနေကြပါဒီနေ့မှဒီပတ်လန်းကိုမောင်းရင်စိတ်ရှိလို့မောင်းလာပြီးအဲ့ဒီရှေ့ရောက်ခန့်နေမှာပရိပောက်ပြီးအချိန်မထိန်းနိုင်တော့တာပဲအော်တတိုင်းကိုဝင်တိုင်းမိတာပဲဟိုဒီကတေယုတ်ပါကြီးကထိုင်းနေတာလည်းမသိပါဘူး ီကလေးကနှပြေလို့ခြေတော်ပဲထိမိတာကဲကြပါဦးကျုံမင်းမနဲ့ကလေးတွေကကျုံမရှိရင်မဖြစ်ဘူးမိသားစုကိုကျွန်တော်ပဲရှားနေရတာတခါမှကိုလို့မဖြစ်ဘူးပါဘူးဗျာဒီလိုဆိုရင်ကြောင်းလက်လက်ကြောင်းငိုကြွေးလေတော့တယ်မြင်ရသူဖို့စိတ်နှလုံးမချမ်းမြေ့ဖွယ်ရပြီဥဝံအောင်လေမိမိအိမ်တန်းနိုင်ဧဘူးစားလုံးရင် ကားတိုက်ကအသေးဆိုးဖြစ်သေးရလေတယ်။ကားသမီးခမရလည်းထောင်ကြလေတော့နေ။လူသားများဤတေးချင်းတရားနေကံကြမှာသည်တောက်ဖွဲ့ကောင်းလေတယ်။ဟိုတဲ့င်းလေးသည်တမျိုးလုံးတို့ပြန့်နှံ့သွားကတရားသူများအဖို့စိတ်မကောင်းဖြစ်ရရကတတိတံဝေက ယူစားရဖြစ်ခဲ့လေတယ်။ထိုဖြစ်ဆိုးကြီးဖြစ်ပွားပြီးအကြမီရပိုင်းတွင် နိုင်တို့မိသားစုလည်း အင်ကိုရောင်းချကအခြားရက်ခွက်တစ်ခုသို့ပြောင်းရွှေ့လာလီတော့တယ်။ကိုဝင်းဒေးစီလာစင်းနဲ့နိုင်ဤတယောက်ဝေးကန်ကြီးမို့ဘိုက်ကတစ်ချက်တစ်ချက်နာကျင်လာတယ်လို့ခန်းစားရတော့ကြောင်းအကိုအကိုထထနိုင်ဤဘိုင်းနာလာတယ်လို့ပဲဟင်ဟုတ်လားကိုအကိုပဲကားသွားငားလိုက်မယ်နော်ကိုသေးလေကားငားရံအတွက်ထွက်သွားလိမ့်ရာ နိုင်တို့အတန်ကြောင့်တော့ရင်လဲနိုးလာလေတယ်အမေအမေမီးတွေနဲ့နေခဲ့အောင်အမေစေးအောင်သွားရအောင်မယ်အမေစိတ်မပူနဲ့တော့မနှမ်းမတော့ဘူးအိမ်မှာခလေးတွေအပ်ပြီးမှအမေလိုက်လာခဲ့ဘိုက်ကဂူးမှစားပြီးနာတာဆိုတော့ချက်ချင်းမမွေးသေးတော့ဘူးစေးအောင်ကြိုးသွားထားမလို့အမေသမီးကဒီအောင်မြောင်မွေးမှဆိုတော့အတွေ့အကြုံရှိနေပြီအေးအေးခယူးဆိုင်တော့ ဒေါတာရှိရင်နေယောက်ကြနဲ့မှားလိုက်။အုံးမေ။ဟော၊ကောက်ရောက်လာပြီ။တမီသွားမယ်။အကိုရေဝေးအိမ်နဲ့ချင်းလေးယူလာအောင်။နိုင်ဤတို့ငှားကားလေ။တောင်ကြီးမြို့မိခင်နဲ့ခလေးစေးုံကြီးတို့ရောက်ရှိလာလေတော့တယ်။ထိုစဉ်အချင်းကမိခင်နဲ့ခလေးစေးုံကြီးတို့ယခုတုံတက်ဆောင်ရှိသေးပြီ။ ။ယခုအဆောင်သည်အနောက်ဘက်တွင်ရှိသောနှစ်ထပ်ဆောင်အဟောင်းသာကြီးတော်တယ်။ထိုနှစ်ထပ်ဆောင်၏အပေါ်တက်တွင်မမွေးရသေးသောဗာကြီးတက်များနေကြရပြီးဝိပီးသူများကအောက်ထက်တွင်နေကြရလေသည်။နိုင်လေအကတချဲ့ချဲ့နာသေးကအနာမဆက်သေးသောကြောင့်သူမ၏ဘေးကတည်းမှာကိုဝင်ဆောင်မိတ်ဆွေနှင့်တကားလက်ဆောင်ကြားလျက်ရှိသည်။မောင်သေးကနိုင်မမွေးသေးသဖြင့်လူအပ်သည့်များယူရရင်အိမ်တို့ပြန်သွားလိမ့်တယ်။ ညီမကဘယ်ကလဲဘယ်ရွက်ကကလဲမမကအရင်မင်္ဂလာဦးကကိုတော့နောင်ပြူစကန်းရက်ွက်ထဲမှာပြောင်းတာမကြသေးဘူးညီမကဖျားဘူးရက်ွက်ကပါအခုမှတအူးမွေးမှဆိုတော့တောက်တယ်မမရေညီမကနှလုံးယောဂရှိတယ်လေတရားဝင်တွေက ခလေးပေးမယူဘူးညီမရဲ့ယောက်ျားကခလေးရမ်းလိုချင်နေတော့ယူလိုက်တာမမကိုလဲပိုက်က လိုင်းလာတော့နေရတာမကောင်းဘူးမမရဲ့ဒီနေ့မနဲ့သွေးနဲ့နဲ့ဆင်းလာလို့ဆေးရုံကိုလာရတာမွေးမမွေးပါမလားမသိပါဘူးမရဲ့နိုင်လေသနာစပွဲစိုးနေတော့မင်းကလေးကိုကြည့်ကစိတ်မကောင်းဖြစ်မိတယ်အသားကဖြူတည်တယ်ဖြောတော့တည်ဦးထင်ရပြီနှုတ်ခမ်းများကလည်းပြာနန်းနေတော့သူမကိုကြည့်အာမငယ်ပါနဲ့ညီမရေအာတင်းထားပါ။ဟိုကြီးလက်အပ်ထားတဲ့ဆိုတော့ ဒီမှာမမွေးနိုင်လေတရားဝင်တွေကခွမ်းမွေပေးပါပါ အားနေရင်တရဏဂုံတော်လေးယွနေနော်ထိုစဉ်လူနာမဲရှိလားစာကြောဖြတ်မဲ့လူနာတရားဝင်ကစစ်စစ်စရာတွေရှိလို့လိုက်ခဲ့ပါသမယနေဝေးလူနာပြုတ်ဆရာမလေးခေါ်တော့ကြအောင်မဲဤလေခေါ်ဆောင်ရာတို့လိုက်သွားလိမ့်တယ်အပြင်ပန်းတိုင်းနိုင်ဤမိကနေခင်မုန်းတီတို့က အစင်းသင်ဆောင်ဆိုင်နေသည်ကိုတွေ့လိုက်ရလျင်နိုင်ဤစိတ်ကျင်တဲ့အခါတာဝန်ကြီးအခန်းသို့တူနာပြူလေးနောက်မှာလိုက်ပါဝင်ရောက်သွားလိမ့်တယ်။နိုင်ဤခန်းထဲသို့ပြန်ရောက်ချိန်တွင်မိမမိတ်ဆွေအားမတွေ့မိချေနိုင်ဤလည်းဘက်ကတစ်ချက်ချက်နားနေသေးသောကြောင့်အနားယူရန်အိပ်ပျော့သွားလိမ့်တယ်။ဘိုင်တဲကခလေးဤတွုံးကန်လှူရှားမှုကြောင့်နိုင်ဤလက်နိုလာရာနိုင်ကြည့်လိုက်သောအခါညာဆက်ရနာဤပင်ထိုးနေပြီ။မမရရာထိုးနေညာက ။တနင်္ဂနွေနေ့ညပင်ဖြစ်တဲ့နိုင်လေအင်တာသွားခြင်းတော့ကြောင့်အင်တာဘတ်သို့ထွက်လာလိုက်သည်တဲ့အင်တာသွားလန်းတွင်မိကခမမိန်ထွန်ထားသောမိလုံးဝါကြီးကြီးတစ်လုံးသာရှိသောကြောင့်အတော်လေးပေါင်းနေလေတဲ့နိုင်လေအင်တာဘတ်သို့ကြောက်လိုက်ရာသူမရှိမလမ်းမကန်း၌သူမ၏ဘေးမှမိတ်ဆွေညီမလေးအားအင်တာဘတ်ဝင်သွားသည်ကိုတွေ့လိုက်ရသောအခါအပေါ်ရှိသည့်ဖြင့်အားရှိသွားလေတဲ့ ။နိုင်လေအင်သာတဲ့တော့ဝင်လိုက်ရ။ဘေးကပိတ်ထားတော့တကားအခန်းမှာရေတံကိုကြားလိုက်ရတယ်။ညီမလေးလား။ဟင်။မမကအစောကစေးသွားစင်းနေရလို့။ဩဟင်။ဟိုနော်ဘေးခန်းမှာတကားရုတ်တရက်စောင့်ဖွေတန်ကြောင်နိုင်လေလမ်းသွားတယ်။ထို့နောက်ခြေတံလေးလေးပင်ပင်ဖြင့်ဖသွားတံအားကြားလိုက်ရသည် ။နိုင်လေအင်တာတဲနိုင်မိမိတယောက်တည်းကြံခဲ့ပြီဆိုတော့အတွေ့အကြုံပိတ်ဆပြီးအောင်အမြန်ဆောင်ရွက်ခါအင်တာတဲမှာခတ်တက်တက်ထွက်သွားလိတော့တယ်။ထို့စဉ်မိမမိန်အောက်တွင် သူမဟာရက်ဆောင်နေသော သူမ၏ကတင်ဘေးမှမိတ်ဆွေမိန်းကလေးအားတွေ့လျင်အားတက်သွားတယ်။သူမသည်ထမိန်ပါတဲ့အင်ဒီပွင့်ကြီးနေ iPhone NG ဝါနူအားပွင့်စင်ထားသောကြောင့်နိုင်မမိနေခြင်းဖြစ်တယ်။သူမသည်မောင်ရိပ်ထန်းနိုင်ကို တောင်းဝမ်းကြည့်ရင်ဗေဒရွှေလက်အားနေသူထင်ရတယ်။နိုင်ကထိုးမျိုးသမီးနဲ့နှီးမလာပဲထိုးအွားဝေးတိုင်းသာမြင်နေရသောကြောင့်ဖြစ်တယ်။နိုင်သူမကိုကြည့်နေစဉ်သူမသည်ဘဘဲရင်ဘအာဖိကနာကျင်နေပုံရပြီးရုတ်တရက်သူမဖက်ရကိုင်းကလူလုံးနေခြင်းဟန်ဖြစ်လက်လိုက်နေသူတအူးပမာသဆက်ဆက်ကလူလုံးနေသည်မို့ညီမညီမဘာဖြစ်လာလဲ သူမ၏နာကျင်ဆူးရှက်စွာအောင်တန်းကြောင့်နိုင်လေအလွန်ထိတ်လန့်သွားကတခုတည်းသောမီးလုံးလေးသည်ဟောက်ခွနဲမီကကွဲသွားလေသည်နိုင်လေမိသည့်အကွဲစများရှောင်းကအလင်းမြန်သူမထံပြေးသွားရာသူမကနိုင်နှင့်မျက်နှာချင်းဆိုင်ရင်နောက်ပြန်လျှောက်လျက်တကားထိတ်အောင်နောက်ပြန်ဆင်းသွားသည်ကိုအံ့ဩစွာတွေ့ရလေသည်နိုင်ကြည့်နေစဉ်တကားအောက်ထမမှန်ပြစ်တက်လာသည်မို့နိုင်လေအလွန်လန့်ကရုတ်တရက်ဒီမှာပေါက်သွားလေသည် ဟာဒီမှာပေါက်သွားပြီနိုင်တယ်အခန်းထဲအမြန်ဝင်ကဆီယမဆီယမဆီယမရေမှာပေါက်သွားပြီဟာမရတော့ဘူးခလေးထွက်ကြတော့မယ်ဒီလိုပြောတော့အတန်ကြောင့်ဖမဲအနေဝိဆီယမကအမြန်လာတွဲခေါ်ကဝေကားနဲ့တို့ပို့ပေးလိုက်တယ်နာကျင်လုံးသောဝေတင်သားများကြမှာ နိုင်ဤအငယ်ဆုံးသမီးလေးကို အောင်မင်းဆောင်မွေးဖွားနိုင်ခဲ့တည်တယ်ဟဲခလေးကချစ်စရာလေး ဖြူဖြူဖွေးဖွေးလေးဟေကျမကျမသမီးရှင်းလက်အင်ကဆုံလာရင်ဆုံတယ်ဆုံတယ်မပူနဲ့ဒူနာရှင်မောင်သေးဝင်လို့ရပြီဒူနာကိုအောက်ထက်ပို့ဖို့ဒူးရှပါကိုတမ်းများကြားပြီးနောက်နိုင်ဤတဲ့စိတ်ချောလိုက်လေးဟာအိပ်ပျော်သွားလေတော့တယ်နိုင်ဤအောက်ထက်တို့ရောက်ပြီးနောက်ပေါ်တဲ့ခြေကားတွင်မကြီးတဲ့တဲရဲမတရားပြည့်တဲ့ပြင်းစင်လောက်ကတောင်းလဲ့နေသည်ဟူသော ။တတိမြကြားရလီတော့တယ်။နိုင်လေဖះဖះကိုညီမလေးမဟုတ်ပါစေနဲ့။ဒီလိုရေရွရင်ဆရာမမင်းကဗာကြီးတဲ့အတွေနေတဲ့အပေါ်တဲ့အခန်းကတမဘေးကနှလုံးရောဂါတဲ့ညီမလေးမွေးပြီလားရင်။ဩအမကမသေးဘူးထင်တယ်။အမကိုစစ်စစ်ဖို့လာခေါ်ပြီ။အမစစ်စစ်နေချိန်မှာပဲရုတ်တဲ့နှလုံးအောက်တဲ့ဆိုပြီးအပြင်ထွက်သွားတာ။ဆရာကြီးရှိသွားမလို့လုံရင် ဝေဒနာကိုခါခါတတိခံစားရင်ဧကားထိန်တာမှာမေ့လေသွားတာဇေယဝင်းကြီးရဲ့စူးစားပြင်မယ်လေအသက်မမီနိုင်ဘူးတနာစီရပါ ခလေးရောလူကြီးရောသုံးသွားတာဟေးဟုတ်လားဒါဆိုငါမင်းကအိမ်သားနားမှာတွေ့တဲ့ညီမကသိရဲ့ပေါ့အမလီဒီလိုတွေ့ရင်ချက်သိမ်းများပြင်ထားမိတော့တယ်ဩသေရင်တရားကမြင်လိုက်တာ ူ့ကိုယ်သူသင်မန်းမတည်ပဲအဲ့ဒီနေရာမှာဝေဒနာတွေနဲ့စိတ်ဆွမ်းနေတာနေမှာတနာလိုက်တာညီမရေခဏတာခင်ခွင်းရပြင်မယ်သက်သက်တာမမေ့နိုင်ပါဘဝဆက်ဆက်ဒီလိုအဖြစ်ဆိုးတွေမှာခင်ဝေးပါစေညီမရေဒီလိုပြောရင်နိုင်တရားသူ့တောင်းပေးလိုက်တော့တယ်မလို့ဆန်းနိုင်တော့တေးချင်းဆိုတဲ့ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာနားဆင်သူပြိတ္တများကိုစိတ်နှပြရွှေလန်းချမ်းမြေကြပါစေခင်ဗျာ